စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကို ထိခိုက်ပျက်စီးအောင်နှောက်ရက်ဟန်တာဖျက်ဆီးနေတဲ့ဆိုပြီးအရတားပြည်သူ22ယောက်နဲ့အွန်လိုင်းမီဒီယာတခုကိုရွေးကောက်ပွဲနှောက်ရက်ဟန်တာဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်လိုက်တယ်လို့စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက်အလုံးမဲဆန္ဒနယ်ကနေဝင်ပြိုင်မဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်လောင်းဦးအောင်စိုးကိုမဲဆွယ်စည်းရုံးလို့မရအောင် လုပ်တယ်လို့ဆိုပြီး AAMIJ News တရင်ဌာနကိုနိုဝင်ဘာလ9ရက်မှာအလုံးရဲစခန်းမှာအမှုဖွင့်ထားတဲ့အကြောင်းစစ်ကော်မရှင်ကတရင်ထုတ်ပြန်တာဖြစ်ပါတယ်။အမတ်လောင်းဦးအောင်စိုးဟာမိုးရစေဝါဖြန့်ဖြူးရောင်းချသူ ဖြစ်နေတဲ့ဆိုတာကိုစုံစမ်းသိရှိရတယ်လို့ဆိုပြီးနိုဝင်ဘာလ6ရက်မှာ AAMIJ News တရင်ဌာနက ူတို့ရဲ့ Facebook စာမျက်နှာမှာသတင်းပေါ်ပြခဲ့တာကြောင့်စစ်တပ်ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့နိုဝင်ဘာလ10ရက်ထုတ်ပြန်ချက်အရ AAMIG News ကိုအမှုဖွင့်ထားတဲ့ဆိုတဲ့ပုံမှန်24ကကြီးဟာပြမှုထင်ရှားရင်အထောင်ဒဏ်အနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်အထိချမှတ်နိုင်မယ့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တဲ့ပုံမှန်ဖြစ်ပါတယ်။ စစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲကိုစန့်ကျင်စီယုံလှုံ့ဆော်ဟောပြောတာဆန္ဒပြတာ စာရေးသားတာရုပ်ပုံပိုစတာတွေချိတ်ဆွဲတာရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကိုနှောက်ယှက်ဖျက်ဆီးတာတွေကိုအရေးယူမယ်လို့ပြောဆိုထားပြီးဖမ်းဆီးမှုတွေကိုဇက်တိုက်လုပ်နေတာဖြစ်ပါတယ်။ဒါအပြင်နိုဝင်ဘာလ9ရက်နေ့ကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုတိုက်ဖျက်ဖို့ဆိုပြီး ထုတ်ပြန်ချက်ထုတ်ခဲ့တဲ့ KNU တထုံခရိုင်ဥက္ကဋ္ဌနဲ့22ဦးကိုလည်းရွေးကောက်ပွဲဥပဒေနဲ့စစ်ကော်မရှင်ကအမှုဖွင့်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။ထောင်ဒဏ်အနည်းဆုံး9နှစ်ကနေအများဆုံး10နှစ်အထိချမှတ်နိုင်တဲ့အပြင်ငွေဒဏ်လည်းချမှတ်နိုင်တဲ့ပုံမှ23ခခွေးနဲ့အမှုဖွင့်ထားတာပါ။အလားတူမွန်ပြည်နယ်ချောင်းဆုံမြို့နယ်မှာ ကွန်ရက်ရွာအုပ်ချုပ်ရေးမှူးယုံနာကကိုစလေလောင်းအမည်စရင်ဆိုင်းပုတ်ကိုဖျက်ဆီးသူရွေးကောက်ပွဲဇလန်းတူကိုစန့်ကျင်ကြောင်း Facebook ပေါ်ရေးသားခဲ့တဲ့သူအမျိုးသမီးနဲ့ရွေးကောက်ပွဲစန့်ကျင်ကြောင်းရေးသားခဲ့တဲ့မယန်းကုန်းမြို့နယ်ကဒေါက်တာခင်မတို့ကိုလည်းစစ်ကော်မရှင်ကဖမ်းဆီးတရားစွဲဆိုထားတယ်လို့သိရပါဗျ။ရွေးကောက်ပွဲကို ကာကွယ်နိုင်မှုအတွက်နှောင်းယှက်ဖျက်ဆီးသူတွေကိုအ ਨੇ စုံထောင်ဒဏ်၃နှစ်ကနေထောင်ဒဏ်တသက်တကျွန်းနဲ့ တေဒံအထိချမှတ်နိုင်တဲ့ဥပဒေတရက်ကိုစစ်ကောင်စီကပြီးခဲ့တဲ့ဇူလိုင်လထဲမှာပဲပြဋ္ဌာန်းခဲ့ပါတယ်စစ်ကောင်မရှင်ဟာအဲ့ဒီရွေးကောက်ပွဲဥပဒေနဲ့ဇက်တိုက်အမှုဖွင့်ဖမ်းဆီးတာတွေကို လုပ်နေပြီးရုပ်ရှင်ဒါရိုက်တာနဲ့ဟာတတယုတ်ဆောင်တွေကိုပါဒီဥပဒေနဲ့ဖမ်းဆီးအရေးယူတာတွေပြုတ်လုထားပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးထားသူစုစုပေါင်းဟာအယောက်100ကျော်ရှိနေပြီး အဲ့ဒီထဲကတယောက်ကိုတော့စတင်ပါလ9ရက်နေ့မှာထောင်တန်း9နှစ်ချမှတ်ထားတယ်လို့သိရပါဗျ။